ဒီမော်ဒယ်ဆိုအဲ့လိုတော့မဟုတ်ပါဘူးကျွန်တော်တို့ရှေ့မှာအကိုတွေအများကြီးပဲလေနော်ကျွန်တော်အကိုတွေဆိုတော့တိဆိုတော့မင်းသားတွေတကယ်အောင်မြင်နေတဲ့အကိုတွေရှေ့သူတို့ကြည့်ပြီးတော့လည်းငယ်အားကြတယ်ကျွန်တော်အနေနဲ့အားကြတော့သူတို့လိုဖြစ်ဖို့ကဟိုလိုပြောရမလဲမိုးနဲ့မြည်ကြီးကွာပါသေးတယ်ကျွန်တော်အများကြီးကြိုးစားအောင်ပါပါ နံပါတ်1ကတော့သချင်းဆိုတာပေါ့နော်ကျွန်တော်သချင်းတွေပြိသက်တွေစီအများကြီးရောက်ချင်တယ်အဲပြီးတော့ဒီပြိသက်တွေနဲ့တသားတည်းဖြစ်တဲ့ဆိုတော့အဲပြိသက်တွေနဲ့တသားတည်းဖြစ်တဲ့မင်းသားအဲ့လိုမျိုးတွေကျွန်တော်ဖြစ်ချင်တယ်ခင်ဗျာအဲနံပါတ်1ကတော့ဆိုတော့နံပါတ်2ကတော့မင်းသားပါအာအဲ့လိုထပ်ပေါ့နော်ကျွန်တော်အရှိမဒီနှကားရိုက်တုံးကကြတော့ကျွန်တော်တို့ဒီကျွန်တော်ရဲ့ဒီမီနီမီမင်းသားတွေပေါ့နော်မီနီမင်းသားတွေနဲ့ကျွန်တော်ရိုက်ဖြစ်တာများတယ်ဒီကားလေးကကျတော့ထူးဆန်းတာကကျတော့ကျွန်တော်တို့ဒီကောင်လေး900ပေါ့နော်အဲ့လေးကလည်းတော်တော်မိုက်တယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းဒီဟိုရအကြောင်းသားကားကြီးကြီးရကြိုက်ကျွန်တော်တို့ဒီဒီအကြောင်းသားကားလေးမှာဆိုရင် တော်လေးကရရက်ချင်တဲ့စိတ်ကလေးကငငယ်လေးရရှိအဲအခါကျတော့ဒီဒီကားလေးမှာကျွန်တော်ကိုကိုပီကင်းနဲ့စကားပြောကြည့်တဲ့အခါကျတော့ဒီလေးကျောင်းသားကရဲ့ဝရှိတယ်ဟာသူဟိုဘယ်လိုမျိုးလဲဆိုတော့တရေပေါ့နော်တရေလည်းပါမယ်ဆိုတော့ဟာအဆင်ပြေကြဆိုရင်လေကစတင်တော့ဝင်ရမယ်ဆိုတော့ကစတင်လည်းဝင်ကြည့်တယ်အခါကျတော့ကျွန်တော်တို့ဒီကျွန်တော်ဒီဝီမွေး production နဲ့လည်းကျွန်တော်ကစတင်ဝင်ကြည့်တယ်ပြီးတော့ကျွန်တော်ကိုကြီးကိုပီကင်း writer ရမယ်ဖြစ်တဲ့အတွက်လည်းဘယ်လိုပြောရမလဲကျွန်တော်စိတ်ချလက်ချနဲ့လုံးဝသုံးပြပြီးဝင်လာတာပါဟုတ် ဒီတဲ့ကចောင်းသားလေးတွေကတွေ့ပေါ့နော်အဲ့ဒီတဲ့မှာဒီနေ့ချစ်ကန်ကန်ကောင်းလေးတယောက်လို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့အများကြီးလုံးပြလို့ရတယ်မရသေးဘူးဆိုတော့ဘယ်လိုပြောမှာဒီခုညီကိုခုနှစ်ယောက်နဲ့တူကျွန်တော်အကောင်းဆုံးစူးစမ်းထားမှာပါဟုတ်ချစ်ကန်ကန်ပြင်ကာရီတာအရကြတော့လေတကယ်ချင်းနေပါရင်လည်းကြာရင်တော့ချစ်မကန်ကန်အိမ်မှာဆိုတော့ကန်တယ်မိသားစုတို့ကိုဒီကိုမိသားစုတွေပါရင်ဆိုတော့ချစ်ကန်ကန်နဲ့ဟိုနဲ့စိုးရတယ်မှာပါတယ်ဟုတ်အာ အဲ့လိုထပ်ပေါ့နော်ကျွန်တော်အရှိမဒီနှကားရိုက်တုံးကကြတော့ကျွန်တော်တို့ဒီကျွန်တော်ရဲ့ဒီမီနီမီမင်းနာတွေပေါ့နော်မီနီမင်းနာရဲ့ကျွန်တော်ရိုက်ဖြစ်တာများတယ်ဒီကားလေးကကျတော့ထူးဆန်းတာကကျတော့ကျွန်တော်တို့ဒီကောင်လေး900ပေါ့နော်အဲ့လေးကလည်းတော်တော်မိုက်တယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းဒီဟိုရကျောင်းသားကားကြီးကြည့်ရကြိုက်ကျွန်တော်တို့ဒီဒီကျောင်းသားကားလေးမှာဆိုရင်ကျွန်တော်တို့ရရရက်ချင်တဲ့စိတ်ကလေးကငငယ်လေးရရှိတယ် အဲအခါကျတော့ဒီဒီကားလေးမှာကျွန်တော်ကိုကိုပီကင်းနဲ့စကားပြောကြည့်တဲ့အခါကျတော့ဒီလေကျောင်းသားကားရဲ့ဝရှိတယ်ဟာကိုကြီးဟိုဘယ်လိုမျိုးလဲဆိုတော့တည်ရဲပေါ့နော်တည်ရဲလဲပါမယ်ဟာအဆင်ပြေတယ်အဲဆိုရင်လီကက်စတင်တော့ဝင်ရမှာဆိုတော့အဲကက်စတင်နဲ့ဝင်ကြည့်တယ်အခါကျတော့ကျွန်တော်တို့ဒီကျွန်တော်ဒီမီးမွေး production နဲ့လဲကျွန်တော်ကက်စတင်ဝင်ကြည့်တယ်ပြီးတော့ကျွန်တော်ကိုကြီးကိုပီကင်းဒါရိုက်တာရက်မယ်ဖြစ်တဲ့အတွက်လဲဘယ်လိုပြောရမလဲကျွန်တော်စိတ်ချလက်ချနဲ့လုံးဝသုံးပြပြီးဝင်လာတာပါဟုတ်အဲ့ဒါတော့ easy ပါပဲဒီအဓိကဒီကျွန်တော်အမှကျတော့ဘယ်လိုပြောရမလဲကျွန်တော်ကိုကြီးမှားမှားတယ်ပေါ့နော်ရေလိုပဲနေလိုက်ပေါ့ဒီအမှရေလိုလေးပဲပေါ့လိုရလိုက်ရုံးကြီးတွေ ွင်းဖြစ်အောင်နေတိုင်းတော်တော်အဆင်ပြေသွားတယ်။အဲဒီစကားလေးကအရန်တန်ဝင်ရှိတယ်။ကျွန်တော်တို့ဘယ်နေရာရောက်ပေါ့နော်ကျွန်တော်တို့ရေသူလေးပဲနေလိုက်တယ်ကျွန်တော်တို့အမောင်းနဲ့တွေ့လဲအမောင်းနဲ့အေးဆေးပဲဟေးဟေးဟိုဟိုနော်ဟိုအကိုနဲ့တွေ့လဲအကိုနဲ့ဟေးဟေးဟေးပါအဲ့လိုလေးကတော်တော်လေးအဆင်ပြေတယ်။ဟုတ်အဲ့တော့ခြေလိုက်ငါလိုက်နေတက်လာအေးခြေလိုက်ငါလိုက်ဖြစ်သွားဟုတ်မော်ဆိုအဲ့လိုတော့မဟုတ်ပါဘူးကျွန်တော်တို့ရှေ့မှာအကိုတွေအများကြီးပဲလေနော်ကျွန်တော်တို့ကိုယ်ဆိုတော့တေဆိုတော့မင်းသားတွေတကယ်အောင်မြင်နေတဲ့အကိုကြီးရှေ့သူတို့ကြည့်ပြီးတော့လည်းငယ်အားကြတယ်ကျွန်တော်အနေနဲ့အကြတော့သူတို့လိုဖြစ်ဖို့ကဟိုလိုပြောရမလဲမိုးနဲ့မြည်ကြီးကွာပါသေးတယ်ကျွန်တော်အများကြီးကြိုးစားအောင်ပါပါ ကျွန်တော်ခုနကပြောသလိုပဲကျွန်တော်ចောင်းသားကရိုက်ရှင်တာလည်းပါတယ်ပြီးတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲကျွန်တော်ကအမြဲတမ်းဟိုကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်စိတ်ဟိုဖြစ်တာပေါ့နော်တကယ်လုံမှန်ဆိုရင်ကျွန်တော်တေချာလေးလောက်ရတာကိုကြိုက်တယ်ပေါ့နော်တေချာလေးလောက်ရကြိုက်တယ်ဘယ်လိုပြောမလဲပလန်နဲ့ပေါ့ဒီဒါကဘယ်ဟိုဘယ်ဟာတက်ကတ်ထားပြီးလုပ်မလဲဆိုတာကိုရှိရပေါ့နော်ကျွန်တော်ကိုကိုပီကေကကျတော့အလုံးလုံးအလုံးလုံးအမြဲတမ်းသူကအဲ့လိုမျိုးပလန်တစ်ခုရှိတယ်ပြီးသူသူသူတာဂတ်ကရှင်းတယ်အဲသူရွယ်ချက်လည်းရှင်းတယ်အဲ့ဒါကြောင့်ကျွန်တော်ဘယ်လိုပြောစိတ်ချရပေါ့နော်ဟုတ် ကမ်းလမ်းနဲ့ကားမျိုးတွေကတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်ခုနပြောလဲပေါ့နော်အချိန်နဲ့ပတ်သက်ပြီးတော့အချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်ဘက်ကဘယ်လိုလဲအချိန်အများကြီးပေးရဖို့တော့အားယူရတာပိုင်းလေးရှိရပေါ့နော်အဲ့ခါကျတော့ကျွန်တော်ရွေးချယ်ပြီးတော့လက်ခံဖြစ်တာပေါ့ဒီကားလေးကကျတော့ကျွန်တော်လည်းတကယ်ကြိုက်လို့ကျွန်တော်လည်းပြီးတော့ဒီ challenge ဖြစ်မယ်လို့လက်ခံစားရပါ sorry အာကျွန်တော် number 1ကတော့သင်းဆိုတာပေါ့နော် ကျွန်တော်တချင်းတွေပြိတ္တတွေစီအများကြီးရောက်ရှင်တယ်အဲပြီးတော့ဒီပြိတ္တတွေနဲ့တသားရဲဖြစ်တဲ့ဆိုတော့အဲပြိတ္တတွေနဲ့တသားရဲဖြစ်တဲ့မင်းသားအဲ့လိုမျိုးတွေကျွန်တော်ဖြစ်ရှင်တယ်ခင်ဗျာအဲနံပါတ်1ကတော့ဆိုတော့နံပါတ်2ကတော့မင်းသားပါဟုတ်ကဲ့ရှင်းမှရခဲ့တဲ့ကားတကားဟာတာကတကားကျတော့ဒီကျွန်တော်တို့ဒီမကြခင်ထွက်တော်မှာပါအဲကားလေးဆိုရမတ်ကတူဆိုကားလေးဆိုလဲကျွန်တော်ဒရာမာလေးပေါ့နော်ဒရာမာလေးဆိုအဲကားလေးဆိုလဲကျွန်တော်အဲဘက်ကကျတော့ဒရာမာပေါ့နော်အဲပိုင်းလေးမှာဆိုကျွန်တော်ကကျတော့ဒရာမာပေါ့အားတာတယ်ဒရာမာအားတာတယ်ရိုမန့်စ်ပိုင်းလေးတွေမှာ ကျွန်တော်လေ့လာခြင်းအပိုင်းလေးရှိတယ်အဲလိုပြောအဲအများကြီးတော့ကြိုးစားနေပါခင်ဗျာ음ကျွန်တော်ကလေတကယ်တော့ပြောရရင်တော့အဲ့လိုမျိုးလေဟိုရုပ်ရှင်တကားပေါ့နော်ဒီမင်းသားပေါ့နော်လူကောင်းလေအဲ့လိုလူကောင်းပေါ့အဲအဲ့လိုပြောရမလဲသူများနှိမ့်ဆက်တာခံရတဲ့နေရာရရမှာပြင်းတယ်သူများနှိမ့်ဆက်တာတော့လူဆိုးတို့ဗန်တို့စိုက်ကိုပတ်တို့အဲ့လိုမျိုးဟိုမပြောမလဲဟိုပထမပိုင်းမှာမသိတာပဲနောက်ပိုင်းကျမှဒီကောင်လုံးလိုက်လို့ဒီကားကြီးဒီကားကြီးတိုင်ပတ်သွားတဲ့ကားအဲ့လိုအဲ့လိုမျိုးအဲ့လိုကားကြီးတားလေးကြိုက်တယ်ဗျာ အလုပ်လုပ်ရတာကိုကြိုက်တာပေါ့နော်တခြင်းဆိုလဲတခြင်းဆိုရတာကိုကြိုက်တယ်အဲဒီအဲမင်းသားလုပ်မယ်ဆိုတရုပ်ဆောင်ရတာကိုကြိုက်တာပေါ့နော်ဒီကိုကိုကိုအရင်ဘယ်လိုပြောရမလဲဒီလိုပြောရမလဲ promote လုပ် promote လုပ်ရတာဆိုင်ဒီ skill ကို promote လုပ်ရတာအပိုင်းလေးမှာကျွန်တော်အားအားလိုရမှာဝါသနာကြီးတာပေါ့နော်အားကြတော့အဲ့လိုမျိုးကျွန်တော်ကြောက်ကြောက်တယ်ဆိုတော့မရှိပါဘူးဟုတ်ကဲ့ဒီကျွန်တော်တို့ဒီခဏတိညကကျွန်တော်တို့ဒီကြီးကို9ရောက်ရယ်ကျွန်တော်တို့ဒီကျွန်တော်တို့ဒီကိုကြီးကျွန်တော်ကိုပီကေဒရိုက်တာအများကြီးစူးစမ်းပြီးတော့အဲလိုပြပြည့်တဲ့ဒီစီကိုမူလန်ထူးခြားတဲ့ ကားလေးတကားဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာအဲ့ဒါကတော့ဒီကျွန်တော်တို့သူပဲဆိုလိုရီမေးကြည့်လိုက်ဒီတရုတ်ဆောင်လောက်မယ်ဘာလဲဆိုသူတို့အကုန်လုံးအချိန်ပေးရမယ့်အပိုင်းတော့တကယ်ကြောက်ကြတယ် ကျွန်တော်တို့ကြတော့ဒီစတူဒီယိုမှာပဲအချိန်ကုန်နေကြတာများတော့ဆွဲချိန်ကုန်နေတာများတယ်ကျွန်တော်တို့ရုပ်ရှင်ရိုက်ပြီးကျွန်တော်တို့ကမနက်ထက်ကတော့ညချမ်းမှပြန်တစ်ခါရရင်မိုးလင်းနိုင်စင်းတွေပါပါသွားတာပိုင်းနေရှိရပါတော့အခါကျတော့ကျွန်တော်တို့အမြဲပြောတာငါတို့တစ်ချိန်မှတက်ဆွဲလိုက်ရှင်တော့တယ်တနေ့ကုန်ထိုင်နေရတာလေညံပင်ပန်းတာပဲဆိုဒါပေမဲ့အဲ့မှာကျတော့ကျွန်တော်တို့ကဗမာပညာရလိုက်လေဆိုတော့ကျွန်တော်တို့ကတစ်ချိန်လောက်တဲ့အပိုင်းမှာဆိုရင်ကျွန်တော်တို့ကဒီကျွန်တော်ဖန်တီးမှုကကျွန်တော်တယောက်တည်းပေါ့နော်ကျွန်တော်တို့တီးတယ်ရေးတယ်အဲဆိုလို့ပြောမယ်စင်မတက်ဖို့မဆိုခင်တစ်ချိန်မထွက်ခင်လောက်ပဲကျွန်တော်လူတွေနဲ့တွေ့ရတာပေါ့နော် အဲကျန်တဲ့ဘိုင်းမှာကျွန်တော်တယောက်တည်းဖြတ်တန်းရတာများတယ်ဒါပေမဲ့အလွတ်ဒီရုပ်ရှင်ဘိုင်းမှာကျတော့ကျွန်တော်တို့ဘာအားတာဝါလဲဆိုတော့ social ဘိုင်းမှာကျွန်တော်တို့အားတာဝါတယ်ပြီးတော့ဒီဒီ multi testing ပေါ့နော်ကျွန်တော်တို့ဒီဖြတ်ထိုးညံကျွန်တော်တို့ဒီပြီးစဉ်ကြီးကားတဲ့အပိုင်းလေးတွေမှာကျွန်တော်တို့အများကြီးတိုးတက်လာတယ်လို့ကျွန်တော်ခံစားရတယ်အဲဒါကြောင့်လည်းကျွန်တော်ဘယ်လိုပြောမလဲရုပ်ရှင်ဒီရိုက်တဲ့အပိုင်းမှာကျွန်တော်ဟိုကျွန်တော်ကကျွန်တော်မြန်တဲ့တယောက်တည်းနေတတ်တယ်လို့တယောက်တည်းနေပြီးတော့တတိတတ်နေရတာကြိုက်တယ်ဒါပေမဲ့ရုပ်ရှင်ရိုက်ပြီးသွားတဲ့အခါကျတော့ကျွန်တော်တို့ကကိုယ့်ကိုယ်ဒီလိုပြောမလဲ skill တချို့ skill လေးဖြစ်နိုင်တယ်လို့ကျွန်တော်ခံစားရပါတယ်ဟုတ်